ဘာမကြည့်နေအရင်ကဆက်နေရရှစ်တကားလည်းဘာမကြည့်နေပဲဒီကျင်ပေါ်အဖွဲသားရေပေါ့နော်ဒီတော့မှပါအတာတော်တော်များများဒီကျင်ပေါ်အဖွဲသားရေပဲအခုကျင်ပေါ်အဖွဲသားတော်တော်များများနဲ့ပဲဒီဒရိုက်တာနဲ့ပဲအကယ်၍ရွှေရှင်ဇာကပါဆိုတော့အကုန်လုံးနဲ့ကန်ဆက်နေရဆိုတော့အဓိကတော့ဒီမှာလည်းမပစ်ကြည့်နေပို့ပြီးတော့တွဲရမှာဆိုတော့ ဘာပဲကြည့်နေပို့ပြီးလဲကန်ဆက်ပါရဲ့ဟုတ်ရှစ်ခံဝင်ရဲဆလန်ကားလေးကအဲ့လိုပေါ့နော်နည်းနည်းလေးတော့အလောင်ပုံစံမျိုးလဲရှိမယ်အဓိကတော့အိမ်တော်ရေးစကားဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့အလိုအတူရည်စရာလေးတွေဟိုသင်ငန်းစာရစရာလေးလည်းရှိရပါတော့အဲအဲ့ကကြတော့ဟိုအဓိကကြည့်ရမှာ drama အိမ်တော်ရေးအဲ့လိုဇလန်လေးတပုံမျိုးကြည့်ရမှာပါ က်ကားကြီးပေါ့နော်အဲဒီစက်ကားကြီးထဲမှာတော့စက်ကားဝိုင်းဆိုတဲ့ character နေရာမှာပါဝင်ထားပါတယ်ပရိတ်သတ်တွေတော်တော်များများရှိဖို့တတိယနေစာအများကြီးပေါ့နော်ဒီစက်ကားထဲမှာလည်းပါရဲ့အတားကြီးတော်တော်များများလည်းဒီကျင်မော်ထဲမှာပါရဲ့အတားကြီးပဲဆိုတော့အကုန်လုံးပြန်ပြီးတော့တတိယဓာတ်တွေကိုပြန်ပြီးတော့ပေါ့နော်အဲတရုပ်ဖော်သွားမယ်ဇလန်းလေးတစ်ခုပါပဲအဲဒီမှာလည်းမပူချီနဲ့အတွဲလေးပဲပေါ့နော်ဟို character ကကြတော့လည်းအဲ့လိုပဲတတိငိမ့်ငိမ့် အရင် character ပုံစံမျိုးလေးကိုပဲအဲပုံစံတစ်ပေါ့နော် character တစ်ခုအနေနဲ့တွေ့ရမှာပါမဘချီနဲ့အရင်ကန်ဆန်နေတာရှစ်တကားကလည်းမဘချီနဲ့ပဲဒီကျင်ပေါ်အဖွဲထားရေပေါ့နော်ဒီတော့မှပါအက်တာတော်တော်များများဒီကျင်ပေါ်အဖွဲထားရေအခုကျင်ပေါ်အဖွဲထားတော်တော်များများနဲ့ပဲဒီ director နဲ့ပဲအကယ်၍ရွှေရှင်ဇာကပါဆိုတော့အကုန်လုံးနဲ့ကန်ဆန်နေရဆိုတော့အဓိကတော့ဒီမှာလည်းမဘချီနဲ့ပို့ပြီးတော့တွဲရမှာဆိုတော့မဘချီနဲ့ပို့ပြီးလည်းကန်ဆန်ပါရဲ့ဟုတ်ရှစ်ခံဖို့အများရဲ့ဆက်လန်းဒီကားလေးကအဲ့လိုပေါ့နော်နည်းနည်းလေးတော့အလောင်ပုံစံမျိုးလေးရှိမယ်ဒီ ကသူကအိမ်တော်ရေးစကားဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့အဲ့လိုအတူရည်စရာလေးတွေဟိုသင်ငန်းစာရစရာလေးတွေရှိရပေါ့နော်အဲအဲ့ကကြတော့ဟိုအဓိကကြည့်ရမှာ drama အိမ်တော်ရေးအဲ့လိုဇလန်းလေးတပုံမျိုးကြည့်ရမှာပါအခုလက်တော်ကစမြက်ကဒီ vlog လေးပေါ့နော်အလုပ်ဖြစ်တယ်ဒီကြော်ညာလေးနဲ့ပတ်သက်ပြီးတော့အဲ့လို vlog ရိုက်တာလေးရှိမယ်ပြီးတော့စမြက်ဟိုထုတ်နေတဲ့ဒီ local brand ပေါ့နော်အစီဝါရေးလေးအဲ့ဒါလေးလည်းလုပ်နေပါထုတ်နေရတော့ကြာပြီဒီပေါ့နော်အရှိတော့ကတော့အဲ့လိုငွေအခုဆိုနှစ်နှစ်ပြည့်ပါဘုံဒီလာရဲမှာအရှိမှာတော့ လို့ကိုကထုတ်ချင်တာပဲဒီဟာအရင်ဟိုတိတ်နာမလဲပေါ့နော်ဒီ brand နဲ့ပတ်သက်ပြီးပိတ်စားရပါတယ်ဆိုတော့ကိုထုတ်ချင်တဲ့ design လေးတွေပဲထုတ်လိုက်တာပေါ့နော်နောက်ပိုင်းကျတော့အခုနည်းနည်းလေးဟိုဈေးလေးရောင်းတက်လာပြီဒီဟိုပိတ်စားတစ်ခုမှာဒီ design တစ်ခုကဒီကို design ဆိုင်ုံနဲ့ဒီပိတ်စားတစ်ခုနဲ့ထုတ်လို့မရဘူးပေါ့နော်အဲ့တော့ကြောင့်မလို့ဟိုနည်းနည်းလေး လဝင်းလုံနေလေးလိုက်ရင်လေးလိုက်ရင်လည်းအခုဆိုနေနေတော့လုတ်တက်နေပေါ့နော်ဂျာရဲမှာလည်းအဲ့လိုအခက်ခဲလေးလည်းရှိတယ်ဂျာရဲမှာအဲ့လိုပေါ့နော်ကိုထုတ်ချင်တဲ့တခုဒါပေမဲ့ထုတ်လိုက်တော့အဲ့လိုဒီဇိုင်းအဆင်မပြေရတော့ချုပ်ရိုးချုပ်တာအဆင်မပြေအောင်နည်းနည်းလေးစိတ်ညစ်ပြီးတော့ရက်လိုက်တာရှိရပေါ့နော်အတော်တော်လေးတော့ကြာသွားရင်ဒီအမှုပညာလုပ်နေတဲ့အချိန်မှာစီးပွားရေးလည်းမလုပ်ဖြစ်ပဲနဲ့အခုပြန်စတယ်လို့ဖြစ်တာပေါ့နော်ဆိတ်ဖိမှုရှိတာဆိုနှစ်ခုကတော့တမျိုးစီပေါ့နော်ဒီဘက်ကကြာဝါဒနာဟိုဘက်ကကြာလည်းဝါဒနာပါပဲဒါပေမဲ့ဝမ်းစာပေါ့နော်အဲ့ခါကျတော့နှစ်ခုလုံးကတော့တမျိုးစီပါပဲဒီ local brand မလုပ်ခင်က ကအရင်တော့ဆမက်ကအဲ့လိုကြောက်တီပလဲတွေရောင်းနေပေါ့နော်အဲ့တော့ကလည်းအဲ့ဒီအရှိတွေမှာလည်းအဲ့လို online shop တွေလည်းရောင်းခဲ့ဘူးရဲ့ဒီ BKK dress တွေပေါ့နော်အဲ့လိုရောင်းဆိုဟိုစီးပွားရေးဈေးရောင်းတာကြောင့်ငငယ်လေးကရကိုအသက်18 19လောက်အပေါ့နော်အဲ့ဒီဝင်ချင်းကဈေးတွေစရောင်းတက်လာပြီအမျက်ကိုလည်းဘလို့ခွဲတက်လာပြီဆိုတော့အဲ့ကလေးကဟိုစီးပွားရေးလောက်နည်းနည်းတော့လုတ်တက်နေပြီပေါ့နော်ဆမက်ကဟို online နဲ့ပဲရောင်းတာပေါ့နော်အရင်တော့ကကျတော့ဆမက်ဟိုဘဏ်ကောက်အထည်တွေကြာတော့ဆမက်ဆိုင်းဖွင့်ပြီးတော့ရောင်းနေဒီ covid ကာလရောက်တဲ့အချိန်တော့ဆမက်ဆိုင်းပိတ်လိုက်ရတဲ့အချိန်မှာတော့ ဆုံးလုံးဝပိတ်လိုက်တာပေါ့နော်အဲ့လိုမှာပိုးတဲ့တွေရောဟို BKK Trust တွေရောရောင်းတော့အခုကျတော့ဟို online နဲ့ပဲအဓိကထိုးဖောက်နေရပေါ့နော် online နဲ့ပဲရောင်းနေအဲပြီးအဲ့လို pocket show လေးတွေပေါ့နော်အဲ့လိုဟိုတစ်ခါတော့ဆိုရင်တော့ AR AIA ပေါ့နော် ban AIA insurance မှာအဲ့လိုဟို pocket storage ရှိရခါကြာအဲ့မှာ pocket လေး join ဖြစ်နေရောင်းတော့အဲ့လို customer နဲ့တိုက်ရိုက်ထိတွေ့ရချိန်မှာတော်တော်များများဆိုင်ဖွင့်ပါလားဆိုတော့ပြောအဓိကတော့ sign off ဖွင့်ချင်တယ်ပေါ့နော်လောလောဆယ်တော့ဒီမှာ run နေတုံးရဲ့ပြီးတော့ဒီဘက်အနုပညာအလုပ်လေးရှိရခါကြာတော့ဒီ sign ဖွင့်တဲ့ချိန်တိုင်းလည်း low access ဖြစ်သွားမှာဆိုလို့လောဆယ်တော့မဖွင့်ဖြစ်သေးဘူးပေါ့နော်ဖွင့်တော့ဖွင့်ပါလား ကတော့ဟို customer ရဲ့အပြင်မှာစိတ်တိုင်းကြကြည့်ပြီးရောပေါ့နော်ဝစ်ကြည့်ပြီးရောအဲ့လိုမျိုးလေးဟိုဖွင့်ချင်တာပေါ့နော်အဲ့တော့ဖွင့်ပါပါအခုတော့ loss ရယ် online ကနေပဲအပိတ်လို့ရပါသေးတယ်ညီမညီမလေးကကျော် तू ကအဲ့လိုပေါ့နော်ဝစ်စာရေးဝစ်လို့ရှင် तू က styling လုပ်ပြီးတော့ outfit တွေကိုဝစ်တက်တယ် तू က idea ပိုကောင်းတယ် तू က fashion ပိုအမြင်ရှိရခါကြတော့တခုခုဆိုရင်ဒီဟာမျိုးလေးထုတ်ချင်တယ်အမဒါလေးထုတ်မလို့လို့လဲအခုအာမိုက်အဆင်ပြေတယ်ဒါပေမဲ့ဒီနားလေးဆိုရင်ခါလေးဘယ်လိုလေးညာလေးဘာလေးပိုထည့်ပါလားပေါ့ အဲ့လိုမျိုးလေးတော့သူအကြံပေးရင်ခါကြရင် shooting device ဆိုရင်ကျင်ပေါ်မှာတော့လည်းအဲ့လို secretary character ဆိုတော့စမြက်လည်းစမြက်ပုံစံပေါ့နော်စမြက်သူစမြက်ကတော့နည်းနည်း main ကလေးဆန်တယ်သူကကျတော့နည်းနည်းအဲ့လိုယောက်ျားလေးဆန်တယ်လို့ねအဲ့လို street style လေးပေါ့ဆိုတော့ခါကြတော့ဒီဇလန်လေးမှာလည်းဘယ်လိုလေးဝင်ကောင်းလဲဆိုတော့သူနဲ့လည်းအဲ့လိုတိုင်ပင်ဖြစ်သူလည်းပြပြရယ်အခု ဒီကားထဲမှာလည်းဝင်းမာလေးသူ့အကြံဉာဏ်လေးလည်းပါတယ်။စင်းရဲ့အဲစင်းစားဟိုင်းစင်းရဲ့ဝင်းမာလေးလည်းပါတယ်ပေါ့နော်။အဲ့တော့ဆိုတော့ညီမနှစ်ယောက်ကအဲအဲ့လို fashion နဲ့ပတ်သက်လို့ရှင်တော့သူ့ကိုပိုအားကုန်နေရတယ်။သူပြောတဲ့ဥစ္စာကိုကလည်းကိုနဲ့မလိုက်ဘူးလို့ခံစားရတယ်။စင်းရဲ့ကကြောက်နေနေ main ကလေးဆန်နေတော့ကြောက်မလို့ဟိုသူဝက်ခိုင်းနေအဲ့လို့သူအဲ့လိုဒီလိုမျိုးပေါ့နော်။ဘောင်းမီအဲ့လို baggy အပွားကြီးပါဆိုစင်းရဲ့ကနည်းနည်းအရှက်လဲသူ့လောက်တိတ်မရှိရဲ့ခါကြောက်ကိုနဲ့ ုသွားလို့ဆိုရင်မလိုက်ဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့မဝိဖြစ်ဘူးအရင်အမြဲရတော့ stylist တော့မဟုတ်ဘူးခါကြရင် spirit အခါကြတော့ main clay center ဆိုရင်တော့စမြတ်ဝတ်တန်ကြီးအာအခုဒီကျင်မော်ဟိုသတိရနေရပြိတက်တွေအကုန်လုံးပဲပေါ့နော်ဒီကျင်မော်ဇလန်ဒလေးပြီးတော့အကြသွားတော့အခုထပ်ပြီးတော့ဒီကျင်မော်ကိုပြန်ပြီးတော့အသက်ဝင်နေနေအခုအကယ်၍ဆယ်ရွှေချင်စကားယူမှာလဲဒီကျင်မော်မှာပါဝင်တဲ့အတားတွေရောပြောစမြတ်လည်းပါဝင်နေတဲ့ကြောင့်မဟုတ်လို့အားပေးကြပါအောင်လို့ပြီးတော့ဒီစကားလေးရလဲပြိတက်တွေအကြိုက်တွေ့မဲ့အိမ်တောင်ရေးကို ထရမာဆက်ကိုင်းပေါ့နော်ပြီးတော့ဒရိုက်တာလည်းကိုပြဖြိုးနိုင်တရုတ်ဖော်မှာဆိုတော့လုံးဝပရိတ်သတ်တိအကြိုက်ဖြစ်မယ်ဆိုတော့မျှော်လင့်ပါရဲအဲ့တော့ဒီအကယ်၍ရုပ်ရှင်ဇာတ်ကားယူအားပေးဖို့ဖိတ်ခေါ်ပါရဲရှင်ဟာကျေးဇူးတင်ပါတယ်